ပနမသူများအရင်ကံကွယ်ရင်းဝင်ကြီးပြောဆိုချက်ကိုတရုတ်ကွယ်တရုတ်ပနမချီချီရင်းနှီးမှုကိုအမေရိကန်အစိုးရကဖျက်ဆီးဖို့လှုံ့ဆော်နေတယ်လို့ပနမရှိတရုတ်တန်ယုံက AP ကိုမှသတင်းထုတ်ပြန်ပြောဆိုလိုက်တာကို CMM သတင်းမှထုတ်ပြန်ကြေညာထားပါတယ်ပနမသူများလုံခြုံရေးကတရုတ်ကအချင်းချောင်းနေတယ်ဆိုတဲ့အမေရိကန်ကကွယ်ရင်းဝင်ကြီး Behaps ရဲ့ပြောဆိုမှုကိုလည်းကကွယ်ကြောင်းတရုတ်တန်ယုံကဆိုပါတယ် ပနမာသူများကိုအမှန်တကယ်ချင်းချောင်နေသူဟာဘယ်သူလဲဆိုတာကိုသက်ဆိုင်သူတွေကသာဆုံးဖြတ်ရမှာဖြစ်တယ်လို့လဲတရုတ်နိုင်ငံကြားရေးဝန်ကြီးဌာနကပြောဆိုပါတယ်။ပနမာနိုင်ငံကိုရောက်ရှိနေတဲ့အမေရိကန်ကာကွယ်ရေးဝန်ကြီးပေဟပ်ဆာဟာ AP ရှင်းမှာပနမာတမရမူလီနိုနဲ့တွေးဆောင်ဆွေးနွေးခဲ့ပြီးပနမာရှင် အမေရိကန်ရေးထက်တပ်ဖွဲ့ဝင်တွေနဲ့တွေးဆောင်ခဲ့ပါတယ်။ပနမာသူများဟာတရုတ်နိုင်ငံရဲ့ချင်းချောင်မှုတွေနဲ့ရင်ဆိုင်နေရတဲ့အတွက်အမေရိကန်နဲ့ ပနမအတူပူပေါင်းပြီးသူမြောင်းလုံခြုံရေးကို ထိမ့်သိမ်းသွားမယ်လို့ behave set ကပြောခဲ့တာပါအမေရိကန်တက်တွေနဲ့သူစုံရမှာတော့ပနမသူမြောင်းကိုတရုတ်ကတိစောက်ခဲ့တာမဟုတ်သလိုသူမြောင်းစီမံခန့်ခွဲမှုကိုတရုတ်ကလှုပ်ရှားမလို့သလိုသူမြောင်းကိုလက်နဲ့တစ်ဖွဲ့တုံချခွဲလဲမပေးနိုင်ဘူးလို့ behave set ကပြောခဲ့တာပါ သူမြောင်ရဲ့အရေးကြီးတဲ့နေရာတွေက အခြေခံအဆောက်အုံတွေကိုတရုတ်အခြေဆိုင်ကော်မတီတွေကအထင်းချုပ်ထားဆဲဖြစ်တာကိုလက်ခံမှာမဟုတ်ကြောင်းလည်းအမေရိကန်ကာကွယ်ရေးဝန်ကြီးပီဟမ်ဆက်ကပြောခဲ့တာဖြစ်ပါတယ်မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။